အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ Redmi ဖုန်းတွေအတွက်ပေါ့နော်ကျွန်တော်ဒီဖုန်းက Redmi 14C ဖြစ်တယ်ပေါ့နော် Redmi ဖုန်းတွေအတွက်ကျွန်တော်တို့ဒီ screen recorder ဖမ်းတဲ့အခါကျွန်တော်တို့အတန်ပေါင်းလောက်တဲ့နည်းနဲ့ပေါ့နော်ကျွန်တော်ဒီ Messenger call မှာပေါ့နော်ဖုန်းပြောတဲ့အခါပေါ့နော်ရုပ်ပုံအတန်ပေါင်းလောက်တဲ့နည်းပေါ့နော်အဲ့ဒီနည်းနည်းကိုကျွန်တော်ပြောပြမှာဖြစ်တယ်ပေါ့နော်အရင်တော့ကျွန်တော်ဒီ setting နဲ့ဝင်လိုက်မယ်ဝင်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်နာလေးကိုဆက်တင်လိုက်မယ်ပေါ့နော် setting ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ original setting ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ် နေပြီးတော့မှကျွန်တော်ဒီ screen recording ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ထပ်နေနိုင်မယ်နေပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် sound away ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ထပ်နေနိုင်မယ်တော့ဒီအောက်မှာရှိတဲ့ပေါ့နော်ဒီ system sound ဆိုတဲ့ဟာလေးကတော့ကျွန်တော်ဒီ messenger ကနေပြီးတော့မှဖုန်းခေါ်ပြီးမှပြောတဲ့အခါပေါ့နော်ဘိုးဘက်ကနေဘိုးဘက်ရုပ်ပုံကိုအတန်းကိုပအောင်ပေါ့နော်ကျွန်တော်တို့ဆက်ဖိန်ဘက်ကဖမ်းတဲ့ဟာဖြစ်တယ်ပေါ့နော် ။ဒါတော့ဒီ mic ဆိုတဲ့ဟာလေးကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဖုန်းပေါ့ပေါ့နော်။ suffering ရိုက်တဲ့အခါကျွန်တော်တို့ဒီရုပ်ပုံရောအတန်ရောပအောင်ရိုက်တာဖြစ်တယ်ပေါ့နော်။အဲ့ဒီနှစ်မျိုးကသူကတစ်ခုနှိမ့်မှတစ်ခုကပါတာဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီအချက်လေးတွေကိုပေါ့နော်ကျွန်တော်ဒီတေချာအောင်ပေါ့နော်။ကျွန်တော်ဒီ messenger တွေကိုအဖုန်းခေါ်ပြချက်ပြပေးမယ်ပေါ့နော်။ကျွန်တော်တို့အရင်ဆုံးပေါ့နော်ကျွန်တော်ဒီ suffering ကိုဖမ်းလိုက်မယ်။ဖမ်းပြီဆိုလို့ရှိရင်ကျွန်တော်ဒီ messenger တွေကိုဖုန်းခေါ်ပြချက်ပြပေးမယ်ပေါ့နော်။ cho ừ. đi mà để thế giá thì mà cho hệ trả đi mà cha mà cái đồ nữa cho cho hệ cả này, không biết chặt, là anh chị khi cho đi video đi xem hai chị nữa chúng ta mất chờ sau nào đâu xài video ဒီမှာပေါ့နော်ငါတို့ရုပ်ပုံအတန်ကိုပါလဲပေါ့နော်ဒီဖမ်းတာပေါ့နော်ရုပ်ပုံအတန်ကိုပါလဲပေါ့နော်ဒီကောင်ကကျွန်တော်ဒီမက်ဆေ့ညာပြောတဲ့အခါမှသာသူကအဲ့လိုမျိုးပါတာဖြစ်တယ်ပေါ့နော်ဆက်ပရင်ရက်ကော့ဖမ်းတဲ့အခါမှကျွန်တော်ဒီကောင်မပါဘူးပေါ့နော်ကျွန်တော်တကယ်လို့ဆက်ပရင်ရက်ကော့ဖမ်းတဲ့အခါမှပေါ့နော်အတန်ပါခြင်းနဲ့အတန်ရုပ်ပုံပါခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ mic ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ယူလိုက်ပါအင်း ျွန်တော်ဒီ mic ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ screen ကိုဖမ်းတဲ့အခါမှာပေါ့နော်အတောင်ရုပ်ပေါ်ပါမှာပါမှာဖြစ်တယ်ပေါ့နော်ဒီဒီနှမျိုးကပေါ့နော်ဒီ web phone ကမှာကျွန်တော်ဒီနှမျိုးကမတူဘူးပေါ့နော်တစ်ခုနှိပ်မှတစ်ခုကပါလာပေါ့နော်ဒီမျိုးဒီ session စာအောင်နှိပ်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ messenger နေမှာဖုန်းခေါ်မယ်ဖုန်းခေါ်တဲ့အခါမှာပေါ့နော်ရုပ်ပေါ်ကအတောင်ပါမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ user name ပေါ့နော်ကျွန်တော်ဒီ screen ကိုဖမ်းတဲ့အခါမှာပေါ့နော် session စာအောင်နှိပ်ထားလို့ရှိရင်အတောင် အတန်းမပါဘူးပေါ့နော်ဒီ mic ကိုထိထားမှသာကျွန်တော်တို့ဒီ YouTube screen ဖမ်းတဲ့အခါမှာအတန်းပါမှာဖြစ်ပါတယ် okay ဒီ video လေးမှာတော့ကျွန်တော် Redmi ဖုန်းတွေအတွက်ပေါ့နော်ဖုန်းခေါ်တဲ့အခါပေါ့နော် YouTube ဖုန်းခေါ်ပဲဖြစ်ဖြစ် YouTube ဖုန်းကခေါ်တာဖြစ်ဖြစ် Messenger ခေါ်တာဖြစ်ဖြစ်ပေါ့နော်အတန်းရောရုပ်ပုံပေါအောင်ဖမ်းတဲ့ video ကိုမျှဝေပေးတာဖြစ်ပါတယ် okay အားလုံးပဲအစီအမံကြပါလိမ့်ခင်ဗျအားလုံးကိုလည်းကျေးဇူးတင်ပါတယ်